တခုကျွန်တော်ကြားကြားထားတာပေါ့နော်ဆရာဒီစီးစီးကြောလဲဆရာဒီဒီဟောခံစားတဲ့ဒီ patient တွေပေါ်မှာလဲစိတ်ပိုင်းဆိုင်ရာမှာလဲဆရာဒီ effect ဖြစ်တယ်ပေါ့နော်ဆရာအဲ့အတွက်ကြောင့်ဒီခုလုပ်ငန်းခွင်မှာရောဆရာဘယ်လိုမျိုးဒီသူ့ရဲ့စိတ်ပိုင်းဆိုင်ရာဒီအထောက်ပံ့လေးရောဘယ်လိုမျိုးကူညီပေးရမလဲဘယ်လိုမျိုးလုပ်ပေးရင်ရောအဆင်ပြေမလဲမသိခင်ဗျာဆရာစီးကြောသူကြောယောဂဖြစ်ပြီဆိုရင်သူကဟိုရုပ်ယောဂပေါ့ကိုယ်ကာယမှာထိခိုက်ကြတယ်မဟုတ်ကစိတ်အားဖြင့်ထိခိုက်တာလေးဖြစ်တယ်ပေါ့ အဓိကဖြစ်များတာကတခါကျတော့ကြီးကျိုဖြစ်ပြီးဆိုစိတ်တက်ကြပြီး depression ပေါ့နော်စိတ်တက်ကြခြင်းယောဂတွေဖြစ်တတ်တယ်ပေါ့ depression တွေဖြစ်တတ်တယ်နောက်တစ်ခုကတော့အဲ့ဒါဆိုပြင်စိတ်တက်ကြပြီးတော့မလို့ရှင်မကိုင်းခြင်းအဲမစားခြင်းမတောက်ခြင်းလောကီမှာနေမပြောပြောမလို့မနေအလုံငန်းတွေမှာပြောအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့အဲဒီမှာ depression ရရကြောင်းဘေးကနေဝိုင်းပြီးတော့ခွဲခြားခွဲခြားပြီးတော့ discrimination ပေါ့ခွဲခြားပြီးတော့ဆက်ဆံကြမယ်သူ့ကို နှိမ့်နေပေါ့ဗျာပုံရံပြောနှိမ့်တာတံပိရိမရှိဘူးဆိုရင်ဒီကိစ္စတွေအထက်လျောက်တက်တာလို့ပေါ့နောက်တစ်ခါစီးရွှေရှိနေတဲ့သူကလည်းသူက anxiety ပေါ့နောက်တစ်ခါစိတ်တောကရောက်ခြင်းပေါ့ဒါကြီးလည်းအများကြီးရှိနိုင်တယ်ပေါ့ဒါကိုလည်းကျွန်တော်စာနာမှုနဲ့သူတောကတွေတက်တာအောင်ပေါ့နောက်တစ်ခါ stress ပေါ့မလိုတဲ့အဲစိတ်စီပူမှုဖြစ်အောင်လိုတဲ့အဲဟို pressure ပေါ့လိုတဲ့ပြားပေးတာမျိုးတွေကျွန်တော်မလုပ်မိဘူးလို့လည်းပေါ့နော်ဟောကျွန်တော်များက စာနာမှုနဲ့နားလည်ပုံပေါ်ပါလေမူတည်တယ်ပေါ့နောက်ကဒိုင်ဘီတီဒစ်စထရက်ဆင်ဒရုန်းစာစိတ်တက်ကြတာလည်းမဟုတ်ဘူးသိကောကရောက်တယ်လည်းမဟုတ်ဘူးဒိုင်ဘီတီဒစ်စထရက်ဆင်တော့နေရတာကိုမပြောဘူးရင်းနှီးတင်းကျပ်နေတယ်ရှိရရှိရလို့ကသူ anxiety ဆိုတဲ့ယောဂဖြစ်နေတာလည်းမဟုတ်ဘူး depression ဆိုတဲ့စိတ်တက်ကြခြင်းယောဂဖြစ်နေတာလည်းမဟုတ်ဘူးဒါပေမဲ့စိတ်တိုင်းမှာရှိရရှိတဲ့အတွက် depression မလဲမကြ anxiety လည်းမကြတဲ့ကြာကာလပေါ့စိတ်မကျေနပ်ခြင်းပေါ့ဆိုရင်ထွက်လန့်နေခြင်းပေါ့ကြက်ကြက်နေခြင်းပေါ့ဒိုင်ဘီတီဒစ်စထရက်ဆင်တော့ပေါ့ အဲ့ဒါ60ရာခိုင်နှုန်းလीတရားမှာ60ရာခိုင်နှုန်းတိကျအောင်ဖြစ်နေတယ်ဆိုတော့အဲ့ဒါမျိုးတွေဖြစ်တတ်ပါလားဆိုတော့ကျွန်တော်ကအဝိုင်းဝန်းတည်ထားဖို့လိုတယ်ဝိုင်းပြီးစာနာပေးဖို့လိုတယ်ပေါ့နော်ပြီးရင်တော့အာအဓိကတော့သူ့ရဲ့ကျမ်းမာရေးတက်ကိုထောက်ကူပြန်စီကံပုံမှန်သွားတယ်ပေါ့အတံမျိုးကြတော့ကျွန်တော်တို့သူစီကံပုံမှန်ကုလားစေရအောင်ကျွန်တော်ကအလုပ်ချင်းနားပေးတာမျိုးကျွန်တော်တို့ပြောရမှာပေါ့နောက်တစ်ခါဆက်လက်ပြောတဲ့အဲသူ့ရဲ့အန်တီအများမဲ့နေရာမှာသူ့ကိုတာဝန်ချမပေးတာမျိုးပေါ့သူ့ကိုလူပြည့်စုံစုံ night shift တွေပေါ့ ညညညဆိုင်ပေါ့ညဆိုင်ရှင်တဲ့ကိစ္စတက်မြပုံမှန်တိုင်းနေနိုင်အောင်ပေါ့ကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ပေးရမှာပေါ့ညဆိုင်ရှင်ပြီးတော့ညပိုင်းရှင်ပြီးတော့မနေ့ပိုင်းကြတော့မှအနာပြီးတဲ့ညပိုင်းကြတော့အဲ့တော့သူကခန္ဓာကိုယ်တွေ့တဲ့ဟော်မုန်းတွေကသူကနေပိုင်းမှာမနေ့ပိုင်းမှာပိုပြီးထွက်တယ်ပေါ့ညအိတ်တဲ့ချိန်သူနေသွားတယ်ပေါ့အဲ့ဒီ circadian rhythm လို့ခေါ်တယ်သူကဒီတနေ့တက်လိုက်ကြလိုက်ဖြစ်နေစိုက်ကညဘက်ကြမှာတောက်လျှောက်လှုပ်လို့နေပြီးမနေ့ကြမှာအိတ်တဲ့ခါကျအဲ့ဒီ cycle ကပြောင်းပြန်ဖြစ်သွားတယ် ဆောင်ဖြစ်တဲ့အခါကျတော့သူရဲ့စီကြုံထင်ကြီးမှုတွေကပြောင်းလဲသွားနိုင်တယ်ပေါ့အဲတော့တက်နေပြညာဇန်းညာဆိုင်တွေကိုလည်းကျွန်တော်တို့သူတို့တက်တော့စဉ်းစားပြီးတော့ကျွန်တော်လုပ်ပေးရမှာပေါ့နော်ကျွန်တော်ပုံမှန်တိုင်းနေထိုင်နေအောင်အဓိက လုပ်ပေးပွဲလို့ရအစိမ့်နဲ့ပတ်သက်ထိခိုက်မှုများရှိနိုင်ပါလားဆိုသိပြီးတော့အဓိကတော့သူ့ဝိုင်းမှုကိုညီပံ့ပိုးပေးဖို့ပဲလိုတယ်ပေါ့အဲဒါဆိုရင်စိတ်တော့ကရောက်ခြင်း anxiety စိတ်ဓာတ်ကျခြင်း or diabetes distress syndrome stress ဒါတွေတက်နေပြနေအောင်လို့ပေါ့ဒါလုပ်ပေးလိုက်လို့ရှိရင်ကျွန်တော်က ဝန်ကန်းကမှပျော်ရွှင်ကျမ်းပါတဲ့စီဂျူရှိလင်ကစားပျော်ရွှင်ကျမ်းသာတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာမယ်အဲ့ဒါဆိုလို့ရှိရင်တော့သူဒီပုံမှန်လူလုပ်ငန်းရှင်တယောက်လိုပဲဝန်ထမ်းတယောက်အနေနဲ့ပဲသူရဲ့ productivity ပေါ့ကွန်ထရက်ဆန်စုကမချစင်းမဲ့သူပုံမှန်လုပ်နိုင်မယ်အဲ့ဒါသူဝိုင်းဝန်းပန့်ပိပိချင်းစာနာနားလည်ချင်းเนาะအဲ့ conducive environment ပေါ့ပတ်ဝန်းကျင်ကိုကြံပေးခြင်းအပြင်နည်းနည်းလေး invest လုပ်တာဒါပေမဲ့ရမယ်ရစားကတော့ အများကြီးဖြစ်မှာပေါ့ဆိုတော့ဒါလေးတစ်ချက်ကိုလုပ်ငန်းရှင်များပေါ့တော့အာအထုတ်တဲ့သူများပေါ့ policy makers များပေါ့အဲ့လိုများနေတော့တိတိနားလည်ထားဖို့လိုတယ်ပေါ့